်ဆို shareware application ကိုဝင်လာတဲ့အချိန်မှာပေါ့နော် global နဲ့ချိန်တဲ့ shareware application ကိုဝင်လာတဲ့အချိန်မှာအဲ့တော့ battery ကဒီဘက်ဒီပုံစံတိုင်းပြနေပေါ့နော်အဒီဘက်မှာမီးလိုင်ရမီးလိုင်နေတဲ့အသားနဲ့မီးလည်းမပြဘူး solar ရှိနေတဲ့ solar လည်းမပြဘူးတုံးလည်းရှိရဲဆိုတော့တုံးမပြ battery မှာတော့ဒီမှာတဝက်ဆိုတဲ့ပုံစံမျိုးလေးပြတယ်ပေါ့နော်ဒါကနောက်ဆုံး information လက်ကျန်ဖြစ်ပါတယ်အကျဉ်းနေတာကဒီလိုမျိုးအလုံးမလုပ်တော့ဘူးဆိုရင်ဘာကိုတွားကြည့်ပြရမလဲဆိုတော့ အဲ့မှာကိုယ့်ရဲ့ data logger က wifi ချိတ်လားမချိတ်လားကြည့်ပြီးရမှာဖြစ်ပါတယ်ဆက်မှလည်းတွားကြည့်လို့ရတယ်ဆက်မှတွားကြည့်နေလို့ရှိရင်မီတော့နေကြည့်ပြီးချိတ်နေလားမချိတ်နေလား LED မီတော့နေကြည့်ချိတ်နေလားမချိတ်နေလားတွားကြည့်ရကြည့်လို့ရတယ်ဒီ application မှာလည်းကိုယ့်ရဲ့ data logger ချိတ်မချိတ်ကြည့်လို့ရတယ်ဘယ်လိုကြည့်လဲဆိုတော့ဒီအပေါ်ဆုံးညာဘက်တောက်အပေါ်ဆုံးမှာရှိတဲ့အပေါင်းကိုနှိမ့်တယ်ပြီးသွားလို့ရှိရင် data logger list ကိုတွားလိုက်မယ်အောက်က data logger list ကိုတွားလိုက်တွားပြီးရင်ဒီမှာ ။ဒါ data လောကပြနေနေမှာ offline ဆိုပြီးမှပြနေနေမှာနော်။ app ကိုတောင်းမနေနဲ့ app ကိုတောင်းနေလို့ရှိရင်နောက် data လောကအထည့်လို့ဖြစ်သွားတယ်နော်။ကျွန်တော်က offline ပြနေမှာ offline ကိုဘာလို့လဲဆိုတော့အဲ့ data လောကနေရာကိုကျွန်တော်တို့ကထောက်လိုက်မယ်။ offline နေရာကိုထောက်လိုက်မယ်။ထောက်ပြီးတော့ဘာနှိပ်မလဲဆိုတော့ configure ကိုနှိပ်မယ်။တကယ်လို့ကို wifi က wifi မချိတ်ဘူးဆိုရင် configure ကိုနှိပ်မယ်။အဲ့နောက်တစ်ခုရှိတာက wifi တစ်ခုနဲ့တစ်ခုပြောင်းသွားလို့ရှိရင်ဒီကောင် data တွေက offline ဖြစ်သွားတယ်ဆိုပါတော့ wifi router တခုပေါ့နော်။ကိုက 4G ယူတယ်ဗျာ။ခြားဟာကိုယူမယ်ပေါ့နော်။အဲယူရတယ်ဆိုရင်ကိုကပြောင်းလဲဆိုရင်ဒီ wifi data locker က wifi ချိန်တာပြတ်သွားတတ်တယ်။အဲ့လိုဖြစ်သွားတယ်ဗျာ။အဲ့ဒီညဘာလို့လဲဆိုတော့ wifi ပြန်ချိန်ပြရတယ်။ချိန်ပြီးမှဘယ်လိုချိန်လဲဆိုတော့ configure ကနှိပ်မယ်။အနှိပ်ယူရလို့ဆိုရင်ကျွန်တော်တို့ကဒီမှာ bluetooth ကိုဖွင့်မယ်ပေါ့နော်။ bluetooth ဖွင့်မှာတော့ဆိုတော့ bluetooth ကိုဖွင့်မယ်။ဒီမှာတစ်စိမ်ကြီးနေချိန်မယ်။ အဲ့တော့ bluetooth ကိုဖွင့်လိုက်တဲ့ချိန်မှာ data locker မှာလည်းသွားပြီးတော့ bluetooth ကဖွင့်ပေးရတယ် data locker ထဲမှာ bluetooth ပါတယ်နော် data locker ကိုဘယ်လို bluetooth ဖွင့်ပေးရလဲဆိုတော့ data locker out ကခလုတ်လေးကိုသွားနှိမ့်လိုက်နှိမ့်လိုက်လို့ရှိရင်ဒီချက်ပဲနှိမ့်ရမယ်ဖိနှိမ့်စရာမလိုဖိနှိမ့်လို့ရှိရင်ချားနေရရောက်ပါလိမ့်မယ်ချက်ပဲစက္ကန့်လေးကိုနှိမ့်လိုက်ပါနော်ဒီမှာ data locker out မှာသွားနှိမ့်ရတယ်စက္ကန့်လေးကိုနှိမ့်လိုက်နှိမ့်လိုက်လို့ရှိရင်ဘာဖြစ်လာမလဲဆိုတော့မီးအပြာရောင်လေးကငြိမ်နေတဲ့မြန်အဲအဲ့ဒါဆိုရင်ကိုယ့်ဖုန်းက အဲ့ရဒေတာတော့ကာရဲ့ bleeding နဲ့သွားပြီးတော့ချိန်တယ်။အဲ့ချိန်ပြီးတော့မှဆက်ပြီးတော့ wifi နဲ့ချိန်ပြီးတော့ဒေတာလောက်ကိုထည့်ပေးရမှာဖြစ်ပါတယ်။အဲ့တော့ထပ်ပြီးတော့ charge နေ။အဲ့တော့ဒီဥစ္စာထွက်လာပြီထွက်လာပြီဆိုရင်ဒီဖုန်းကဘူဘာနဲ့ချိန်နေတယ်အဲကုဏ္ဏနာနဲ့ချိန်နေတော့နော်ကုဏ္ဏနာချိန်နေတာကုဏ္ဏနာရွေးလိုက် ဲ့တော့ password ရိုက်ထည့်မယ်ရိုက်ထည့်ပြီးအောင်လဲ configure emulator နဲ့ရောစပြီးတော့လုပ်တော့ပြီအဲ့ချိန်တဲ့ချိန်မှာ VPN တော့ off ထားမယ်အာ default ဖြစ်တယ်တော့เนาะ server မချိန်ဘူးပါ။ဘာချိန်သွားလဲဆိုတော့ application က data locker ချိန်တယ်။ data locker နဲ့ router ကိုချိန်တယ်။ router ကနေ internet ကိုမချိန်ဘူးဖြစ်နေရော။ကြာလို့ကြည့်မှာ။ဒုတိယကချိန်ထားလားဒီမှာဒုတိယချိန်ထားတယ်။ဒုတိယကခွင့်ထားတယ်။အဲ့တော့ bluetooth disconnect ဟာ bluetooth disconnect တော့ လူသူကိုပြန်ကြွရအောင်ဒီကဘာဖြစ်သွားလဲဆိုတော့ဒီမှာမင်းရဲ့မတော်လေးပြသွားတယ်ပေါ့နော်တကယ်ဆိုတော့သူကပြာရောင်လေးပြပြနေရပါတော့ဘူးဒီချက်ပြန်နိုင်မအောင်မငြိမ်သွားဘူးငြိမ်သွားတော့မှသူကဘူးဒီချက်ပြန်နိုင် အားမရပါဘူး။ဟာအဲ့လိုပဲ။တမ်းပြီးတော့မရအောင်လို့ရအောင်လည်းရပါတော့။အဲ့တော့ဒီမှာမြင်နေရတာ52ညာကန်တော့52ညာကန်တော့ဒီမှာလည်း52ညာကန်တော့ ဲဒီမှာလည်းဒီမှာလည်း50နေရပါတော့အားလုံးမှန်တယ်နော် wifi ရောမပြတဲ့ဟာရဲ့ battery ရော inverter ရောအကုန်လုံးမှန်တယ်ဗျာမလေးစက်တော့ဘာဒီမှာလည်း 51V ပေါ့နော်51 view ဆွဲရပါလေ51 view ဆွဲရတယ်ဒါဆိုမရဘူးနော်